ဘာတကုမှာဆောင်းရုံးစံနဲ့မယိုးမတအကြည့်တွေကြောင့်လေနဲ့နှစ်ဖက်နေနေရလားဆိုပြီးထင်ကြီးပေးခံနေရတဲ့ဟင်ဝီယန်ပြည်သူများလုံးမမင်္ဂလာပါရှင့်ဘောင်းမီစနောင်းကနေပြလဲကြိုဆိုလိုက်ပါတယ် TikTok ပေါ်တက်လာတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တခုကြောင့်လေနဲ့နှစ်ဖက်နေနေပြီဆိုပြီးဝေဖန်ခံနေရတာကတော့ဟင်ဝီယန်ဖြစ်ပါတယ်တချို့တွေဆိုရင်တော့ဟင်ဝီယန်ကြောင့်အဆိုပြေသင်းကိုစိတ်ပူနေကြတာပါ အလုံးတင်းကြတဲ့အတိုင်းအခုရပိုင်းထဲမှာတော့ဟင်းဝင်ရံနဲ့ဆိုဖီသင်းတို့ရဲ့မင်္ဂလာသတင်းတွေကပြန့်နှံ့နေရဖြစ်ပါတယ်။အထူးသဖြင့်တော့ဟင်းဝင်ရံရဲ့ဖခင်ဦးဝင်းကိုကဟင်းဝင်ရံဟာလက်ထပ်သေးနဲ့အသက်အရွယ်ရောက်နေပြီဖြစ်လို့ပရိသတ်တွေထင်နေတဲ့သူနဲ့မကြခင်မှာအခုနှစ်ထဲမှာလက်ထပ်ပြီးတော့မယ်လို့ပြောနေရကြောင်းလူတွေကတော့ဟင်းဝင်ရံဟာဆိုဖီသင်းနဲ့လက်ထပ်တော့မယ်လို့ထင်ကြပြီးနေကြတာတွေဖြစ်ပါတယ်။ ဟင်းဝရရန်ဖခင်မပြောခင်ကတည်းကလည်းအစိုးပြတဲ့ဇင်တဲ့ဟင်းဝရတို့ဟာအနုပညာလောကမှာချစ်သူတွေဖြစ်နေကြပြီဆိုတော့တည်င်းမျိုးတွေကမကြကနထွက်လို့ရှိနေရပါအထူးသဖြင့်တော့ဟင်းဝရနဲ့အစိုးပြတဲ့ဇင်တို့ရဲ့ဆက်ဆံရေးအခြေအနေအပြုတ်မှုတွေကတရားဝင်တာဝင်မခံသေးပေမဲ့တော်တော်လေးကိုနှီးစက်နေရကြောင်း ပရိသတ်တွေကသူတို့နဲ့ဦးချစ်ကြိုက်နေပြီလို့ထင်ကြီးပေးနေကြတာပါ။ဟင်းဝင်ရဲ့နယ်စိုးပြစ်တဲ့ဇင်တို့ဟာတယောက်ပေါ်တယောက်အရန်ကယူတဆိုင်ရှိနေပြီးတော့အပြုတ်မှုအပြောဆိုလေးတွေကအစတာမန်ထက်ပူနေရကလည်းထင်ရှားနေခဲ့ပါတယ်။ဒါအပြင်ကာယကံရှင်တွေဖြစ်တဲ့ဟင်းဝင်ရဲ့အစိုးပြတဲ့ဇင်တို့သာနှီးစက်မှုရှိနေရမဟုတ်ပါဘူး။သူတို့နှစ်ယောက်ရဲ့မိဘတွေကပါနှီးစက်မှုရှိနေရပါ။ဒါကြောင့်လည်းပြည်သက်တွေကဟင်းဝင်ရဲ့အစိုးပြတဲ့ဇင်တို့ငယ်စဉ်ဇုံတွဲလေးကိုသဘောတူပေးနေကြပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အစိုးရတစဉ်နဲ့ဟင်းဝင်ရန်ကြားမှာတတိယမင်းကလေးတအူရှိနေရလို့ပြောကြပါတယ်။အစိုးရမင်းကလေးကတော့ modern နဲ့တရုတ်ဆောင်စောင်းယွန်းဆန်ဖြစ်ပါတယ်။အခုရပိုင်းနဲ့အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဟင်းဝင်ရန်နဲ့စောင်းယွန်းဆန်တို့ရဲ့ဓာတ်ပုံလေးတစ်ပုံကြောင့်လဲဆိုဖြစ်တဲ့စဉ်နဲ့လက်ထက်ခါနီးဟင်းဝင်ရန်တယောက်စောင်းယွန်းဆန်နဲ့ဘာလို့လို့ဖြစ်နေပြီလားလို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ဟင်းဝင်းရဲ့ဆောင်းယွန်းစံတို့ဟာဘာတစ်ခုမှမျက်လုံးချင်းစုံပြီးတော့အကြည့်ဆိုင်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းဟင်းဝင်းရဲ့ဆောင်းယွန်းစံတို့ဘာလို့လို့ညာလို့လို့ထင်ကြီးပေးနေကြသလိုဟင်းဝင်းကလှေနံနံပတ်နေနေတယ်လို့ထင်ကြီးပေးကြတာတွေလည်းရှိပါတယ်။ ဒါအပြင်ဆောင်ရွံဆန်ဟာဒီမတိုင်ခင်ကလည်းမီဒီယာအင်တာဗျူးတွေမှာဟင်းဝရရဲ့အကြောင်းတွေကိုအကြောင်းမရှိအကြောင်းရှာပြီးတော့ဖြေနေတတ်တာတွေလုပ်ခုပါတယ်။အခုဆိုရင်တော့အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ကြောင့်ဟင်းဝရနဲ့ဆောင်ရွံဆန်တို့ကြားမှာပုံမှန်မဟုတ်တဲ့သုံးပွင့်ဆိုင်ဆက်ဆံရေးရှိနေမယ်ဆိုပြီးအလုံးရဲ့ကြားထဲမှာလူပြောများလို့နေခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လကလေးကစိန်နန်းတော့ promotion တစ်ခုမှာဟင်းဝရနဲ့အဆိုပြေသစဉ်နဲ့ဆောင်ရွံဆန်တို့ကအတူတူတက်ရောက်တော့ကဆောင်ရွံဆန်ရဲ့အပြုအမူတွေကထူးခြားလို့နေခဲ့ရပါ။အထူးသဖြင့်တော့အဆိုပြေသစဉ်နဲ့ဟင်း ဝရံတို့အတူတူထိုင်နေစဉ်တကုံကျော်မှာထိုင်နေရတဲ့တေဥဆောင်ဆောင်းယွန်းဆန်ကအဆူရှားတဲ့အကြည့်တွေနဲ့အတူသူတို့ဇုံတွဲကိုအကြကြီးစိုက်ကြည့်လို့နေခဲ့ပါတယ်။တာမန်ကြည့်နေရမှာဟိုပဲမျက်နှာစုပုပ်ပုပ်နဲ့မနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ပုံစံပေါ်နေတဲ့အတွက်ဒီကိစ္စကအရန်ကိုလူပြောများသွားခဲ့ရပါ ဆောင်ရွက်ဆန်ရဖြစ်ပြနေတဲ့ပုံစံကိုကြည့်ရတာကအတူတကွရင်းနှီးစွာနဲ့ထိုင်ပြီးတော့စကားပြောဆိုနေကြတဲ့ဟင်းဝင်းရဲ့အဆိုပြေသစင်တို့ကိုတော်တော်လေးမနာလိုနေတဲ့ပုံဖြစ်ပေါ်နေပါတယ်။ဒါကြောင့်လည်းဟင်းဝင်းရဲ့အဆိုပြေသစင်ဆောင်ရွက်ဆန်တို့ဟာသုံးပွင့်ဆိုင်အချစ်ဇလံဖြစ်နေသလားလို့ထင်ကြီးပြီးနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဆောင်ရွက်ဆန်နဲ့ဟင်းဝင်းရံကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။